တိတ်စင်တော့ပြောတော့အဲ့ကောင်လေးတွေရှိတဲ့ဘက်ကိုရိုက်ရောက်သွားအဲ့နာမတော့ကဒီ drug queen တွေလို့ပေါင်ဖျဲတာဟိုနေနူရလှုပ်ချင်တယ်ဒါပေမဲ့မလှုပ်နိုင်မန္တလေးတော့လည်းတွားပြီးတော့နေချစ်ပွဲလေးမှာကားဖို့လိုတယ်ဆိုတော့ပြောတာနဲ့တွားကားပြစ်တယ်အခုရန်ကုန်ရှိုးရှိတော့လည်းကားပေးပါအောင်ပေါ့နော်ဒီပွဲကတော့ကျတော့တမီးတော့ပပို့ရှိုးပွဲမှာဝတ်ထားသေးတဲ့အမိုက်စာဝတ်စုံတစ်စုံကိုတွားပြီးတော့စားနာတယ်အဲ့ဝတ်စုံလေးပွဲမှာအဲ့ပွဲပပို့စပွန်ဆာလို့ပြောရမှာပေါ့နော် မန္တလေးတော့လည်းသွားပြီးတော့တငယ်ချင်းပေါ့နော်မိကက်စရာလင်းရောင်ကအဲလိုပဲရင်းချစ်ပွဲလေးမှာကားဖို့လိုတယ်ဆိုတော့ပြောတာနဲ့သွားကားဖြစ်တယ်အခုရန်ကုန်ရှိုးရှိတော့လည်းအဲ့ဒါပေါ့ဗာနဲ့ပြန်ပြီးတော့မန္တလေးပွဲမှာကားခဲ့တဲ့ကိုယ်တွေပြန်ပြီးတော့ကားပေးပါအောင်ပေါ့နော်အဲ့လိုမျိုးဆိုတော့ပြန်ကားဖြစ်တာပါဟုတ်ငါဘာမည်ပြန်ချက်တမ်းသားပါစေကွယ်မင်းနာမအမည်ရှိနေမှာပါရန်ကုန်နဲ့မန္တလေးနဲ့မတူရန်ကုန်ကကြတော့ဆုံးဖြတ်အဲ ဟာမန္တလေးအဆုံးဖြတ်ရန်ကွာတော့ဘာဖြစ်မလဲဆိုတော့စောင့်ကြည့်ပေါ့နော်လာကြည့်ရင်သိမှာမပြောတော့ဒီကနေနေသချင်းကတော့ဟိုဂီတမော်ဆီယာမကြီးပေါ့အင်ချစ်ကတော့သူကတော့ဒီလိုက်မိဟာတွေသူတိထားဆိုတော့အဲဒီသချင်းကတော့အမကုချီတို့မဆိုင်လို့ငကမယ်ပေါ့အဲဒါဆိုတော့သူပဲယူရတာပါဟုတ်မန္တလေးရှင်တော့တော်တော်ပြောတာတော်တော်ပြောရဲဆိုတာဟို ဒီကနေပြီးတော့တကူးတခါလည်းတွားကြတယ်ဟိုရောက်တဲ့ခါကျလည်းကိုတငငချင်းမိတ်ဆီနဲ့တွေ့တဲ့အချိန်မှာတကယ်ဟိုနွေ့နွေ့ထွေးထွေးလည်းရှိရနောက်အရန်ဖြော်ပြလို့ကောင်းတယ်ဒီကိုရဲမှာလीအတချင်းအပိတ်မှာမဝင်ဘူးကိုကမဝင်ဘေးမှာကလို့ကောင်းတော့အဲ့ချက်ကတိန်တော့မခေါ်နေပြီအဲ့ဒါလေးလည်းတကူးပေါ့နော်ပွဲပြီးလဲပြီးအောက်ဆင်လိုက်တဲ့အချိန်မှာ one slot one slot နဲ့လောကလိုကလွတ်စကော့ဖြစ်သွားအဲ့လွတ်စကော့ပုံတော့အဆိုင်မှာရှိတယ်လောကအမှတ်တရတကယ်ပွဲရလေတကယ်ထူးထူးခြားခြားပါဟုတ် 的把面变变等到了谁归ဟုတ်တယ်အဲ့ဒီနေရာကြတာသဘင်အတူလေးဝယ်အဖြောင်လေးပေါ့နော်ပုံစံလေးလဲကိုရအောင်လို့ခါလို့ကောင်းမဲ့ဟာလေးပေါ့အားလေးတက်ပြီးတော့ခါတာပေါ့နော် အာလူတွေကတော့ကိုကိုကိုလှမဲ့ထင်တဲ့ဟာကိုလုံးကြပါဘူး။ဒါပေမဲ့ drug queen ဆိုတာမျိုးကြတော့အမိုက်စားနဲ့ထူးထူးခြားခြားလေးဖြစ်နေရမှာ။ makeup ပုံစံကောနောက်ဒီဝတ်စားပေါ့ဒီဇိုင်းအကုန်လုံးကွဲတဲ့ဟာမျိုးပေါ့နော်။ဂူချူတော့တော့ drug queen အစ်စ်တင်မဟုတ်ပါဘူး။အာဒီ performance ဘိုင်းမှာတော့ဝါသနာပါပြီးတော့အဲဒီဘယ်လိုပြောမလဲအမြဲတမ်း performance နဲ့ပဲဖြောပြင်းနေကြသူတွေပါ။ဒါပေမဲ့ဒီဘက်ထဲက drug queen အနေနဲ့ဝင်ပြီးတော့ဘယ်လိုပြောမလဲနည်းနည်းလေးပေါ့စမ်းတက်တဲ့ပုံစံမျိုးလေးလောက်တဲ့ဖြစ်တဲ့အတွက် drug queen အစ်စ်မဟုတ်ဘူးဆိုတာကိုလည်းပြောချင်ပါတယ်ဟုတ်။ မြူးနေရမယ့်ပုံစံမျိုးဆိုတော့ကိုယ်စိတ်ကိုလည်းကိုပျော်အောင်ရကြိုပြီးတော့တော့နေတော့ move ထည့်ထားတာပေါ့အာနောက်ပြီးွားလို့ရှိရင်ကျတော့ဒီ drug queen တွေလို့ပေါင်ဖျဲတာဟိုနေတို့တော့လှုပ်ချင်တယ်ဒါပေမဲ့မလှုပ်နိုင်အမှန်တော့ကိုကလောရမှာယောဂဆရာမှာအာခြေတော့တိထောင်တာတို့သိရမလားအာဂျွန်နေထိုးလိုက်တာတို့အဲ့လိုပုံစံမျိုးလေးတွေလောရမှာဒါပေမဲ့တကယ် drug queen တွေလို့မလှုပ်နိုင်ပါဘူးတကယ်တကယ်ကိုတငယ်ချင်းတွေထဲမှာလည်းအရင်တော်တဲ့ drug queen တွေရှိတယ်တကယ်ဟို performance ကို move ကိုအပြည့်အပြည့်လောကဒီအဝတ်စားတွေအစား တို့ကလေတကယ်ဟိုဘယ်လိုပြောမလဲတော်တယ်ကိုနိုင်ငံကလေမရှိရှိတာနဲ့เนาะသူအကုန်လုံးလေနိုင်ငံတကာမှီအောင်လုပ်နိုင်တဲ့ drug queen တွေအရင်တော်ကြတယ်အဲကိုကတော့ကိုကိုကိုလှအောင်နေအလှဘက်ကိုနည်းနည်းလေးຫນွယ်ပြီးတော့နည်းနည်းခမိုက်မိုက်ပုံစံလေးပဲဝတ်တာပါဟုတ် ဒရော့ကွင်းခေါင်းစဉ်တက်ထားရမယ်အဲ့လောက်ထိတော့မကကြအောင်နော်ဆင်မော်မာလေးဟုတ်တယ်ဟုတ်တယ်ဒရော့ကွင်းအက်စစ်တွေလို့မကအောင်ပေါ့နော်ဒရော့ကွင်းအက်စစ်တွေကတော့လို့ခုံချလိုက်တာတို့ပြီးခြေတော့နှချောင်းဖြဲပြီးတော့မှမင်းလေးလောက်လိုက်တာတို့ဂျွန်းထိုးလိုက်တာတို့ပေါ့နော်တို့ကတော့လုံးဝနင်လိုက်တွေးလိုက်ပြီးဆိုတာနဲ့ပို့ပြီးတော့ထူးစားတဲ့စတိုင်ဘက်ကိုသွားကြတယ်ကနေနဲ့စိတ်ဆင်ပါလေအောက်ထဲမှာပျောက်ပျောက်သွားတယ်ဟုတ်ဘူးကြည်လားစတိတ်စင်တော့ကြောက်အေးကောင်လေးတွေရှိတဲ့ဘက်ကိုရိုက်ရောက်သွားအဲ့နာမတော့ကား အဲအခုကျတော့ပို့ပြီးတော့ကြိုတွေးထားတယ်ဘာကြီးလောက်တာပဲ fashion ဘာကြီးပေါ့နော်ဝတ်စုံရယ်ဝတ်စုံကတော့ငါဘယ်လိုလေးဝတ်မလဲပေါ့အဲ့ဒါဒီဒီပွဲကတော့ကျတော့တမီးတော့ပပို့မင်းင်းဖြစ်ပြီးတော့သူ show ဘက်မှာဝတ်ထားသူရဲ့အမိုက်စာဝတ်စုံတစ်စုံကိုတွားပြီးတော့တောင်းထားတယ်အဲ့ဝတ်စုံလေးဝတ်မှာပထမကသူ့အိမ်လားပထမကသူ့အိမ်ကြီးမဟုတ်ဘူးပထမကဂူချီဝတ်စုံပဲဂူချီဝတ်စုံနဲ့ဘာလို့ပြောမလဲအဲ့ဒီဟာပဲဝတ်ပြတာအခုဒီတစ်ခါကတော့ ိုးချင်တာလောကလို့အမိုက်စာ body ပေါ်မဲ့ဟာဗောနော်ဟိုပွဲဟိုပွဲမှာလည်း body ကပေါ်ပါတယ်ဟိုပိုပူစာဗောနော်အရင်ခဏမအောင်ဗောဒါပိုကလည်းမရှိဘူးနိုင်ငံတိုင်းခီးတယ်မအားနဲ့မကူစီရဲ့အိမ်မှာသွားပြီးတော့ရှာပြီးတော့ယူလိုက်တယ်အားနဲ့အားခုနေသွားပြီးတော့ရှာထားပြီးပြီအားလေးကိုဝင့်မင်းအဲ့တော့အဝစားကိုပိုကဒီခါစပွန်ဆာပေးမှာဗောအေးဗောဗောပိုဘိုးစပွန်ဆာလို့ပြောမှာဗောနော်နောက် show point ဆိုလို့ရှိရင် तू က2 round တက်တယ်ဗောနော် तू 2ခေါက်တက်ရမယ်ဆိုဝတ်စုံ तू 2စုံလဲတာအဲ့တော့မထက်စီအောင် အာနှစ်စုံထည့်လဲပြီးတော့လဲလှလဲလှကျင်တာအရင်တပီဒီလှမှဖြစ်မှာနော်ဆိုတော့လေလုံးဝသူကလေဒီပွဲငားတဲ့လူတွေပေါ့ယန်သူဟိုဘယ်လိုပြောမလဲစေတနာထားတယ်သူကိုယ်တိုင်လဲလှကျင်တယ်အများတန်းတစ်ပွဲနှစ်စုံနှစ်စုံလဲနှစ် round တက်ရမယ်ဆိုနှစ်စုံပေါ့နော်